ရုပ်မာတဲ့စိတ်ဆန္ဒရှိတဲ့ပုံကိုယ်တွေနဲ့ဘယ်တော့မှမတွေ့ရစေနဲ့တာသူသူရဲ့ဆန္ဒเนาะကိုကိုဆူတောင်းရင်အဲ့လိုပဲဆူတောင်းအောင်ရုပ်မာတဲ့စိတ်ဆန္ဒရှိတဲ့ပုံကိုယ်တွေနဲ့ဘယ်တော့မှမဆုံမရစေနဲ့ဒါဖြင့်ပါပိစာရုပ်မာတဲ့စိတ်ဆန္ဒရှိတဲ့ပုံကိုယ်ဆိုတာဘာလဲမမမကန်နဲ့နီလန်းနဲ့ချီးမွမ်းခံရတဲ့ပုံကိုယ် ထက်တန်းရောက်ချင်တဲ့ပုဂ္ဂိုလ်တွေအဲ့ဒီပုဂ္ဂိုလ်မျိုးကိုပပိစ္ဆာလို့ခေါ်တယ်နော်ကိုယ်မတကယ်အရေးချင်းမရှိဘဲနဲ့အထက်တန်းကိုတက်ချင်တယ်အရေးချင်းရှိအောင်မလုပ်ဘဲနဲ့ဖြတ်တန်းကနေလှုပ်တယ်အဲ့ဒီလိုပုဂ္ဂိုလ်တွေဟာမမမကန်နဲ့အောက်တန်းကျတဲ့စိတ်ဓာတ်တွေရှိတယ်လို့သူတို့ဆိုလို့တယ်ပေါ့အပြစ်ရှိလာပြန်တော့အပြစ်ကိုဖုံးကွယ်တယ်လူကောင်း လူတော်ဟောင်းဟန်ဆောင်တတ်တယ်အဲ့လိုဟန်ဆောင်တတ်တဲ့ပုဂ္ဂိုလ်မျိုးတွေ ਨੇ ဘယ်တော့မှမဆုံးတွေ့ပါရစေတဲ့ဒါသူလူကိုရွေးချယ်တဲ့ပေါင်းတင်ဆက်ဆံမှုလူကိုရွေးချယ်တဲ့အဲ့လိုရွေးချယ်ကုတိတော်ဟိနဝီရိယောတဲ့ကုတိတော်ဆိုတာပြင်းတဲ့ပုဂ္ဂိုလ်ပြင်းတယ်ဆိုတာဘယ်ကိစ္စမှပြင်းတာလဲလို့စဉ်းစားကြည့် ဒီနေရာမှာဆိုလိုတဲ့ကုသတာဆိုတာပါတော့စေလောကီစီဝါရေးလုပ်ဖို့ရပြင်နာတို့အလုံးမလုံးချင်တဲ့အပြင်တို့အဲ့ဒါမျိုးလည်းရှိတယ်နော်အဲ့ဒီအပြင်ကဘာဖြစ်လဲဆိုအလုံးမလုံးချင်မှုဆိုရင်ជីវွားတွတ်တက်မှုမရတော့ဘူးဒီပုဂ္ဂိုလ်စာတရားမဲ့အချိန်စာမတင်ဘူးစာကျက်မှာပြင်းနေဆိုသူကအောင်မြင်ជីវွားမှုမရှိတော့ဘူးအဲ့ဒီပုဂ္ဂိုလ်အလုံးမလုံးချင်မှုပြင်းနေဆိုတဲ့ပုဂ္ဂိုလ်တွေလည်းတွတ်တက်မှုမရနိုင်တဲ့ပုဂ္ဂိုလ် ဒီနေရာမှာတော့တရားဓမ္မနဲ့ပတ်သက်လာလို့ရှိရင်ကိုယ့်ရင်ထဲမှာမကောင်းတဲ့အတွေးတွေရှိနေပါရဲ့တန်းနဲ့အဲ့ဒီမကောင်းတဲ့အတွေးတွေကိုလက်ခံကျင့်သုံးနေတဲ့ပုဂ္ဂိုလ်ဟာကုသတာပြည်သူလို့ဒီလိုခေါ်တယ်။နော်မကောင်းတဲ့အတွေးတွေစိတ်ကူးရင်နေတယ်မကောင်းတဲ့အကုသိုလ်နဲ့ပတ်သက်တဲ့လောဘနဲ့အတွေးဒေါသနဲ့အတွေးတွေကိုစိတ်ကူးရင်လက်ခံပြီးတော့ဒီအတွေးပေါ်မှာ နေတဲ့ပုဂ္ဂိုလ်ကိုကုတ္တတာလို့ခေါ်တယ်။ပြင်းရည်သူဘယ်တော့မှအထက်တန်းရောက်လာမှာမဟုတ်ဘူး။ဒါကြောင့်မို့ကုသိတေနအာကာရိဏသီရတ္တိကုတ္တတော်ရုပ်ပြည့်စင်းမြတ်ဆုံးဆုံးမြုပ်သွားတဲ့ပုဂ္ဂိုလ်ဂုံတိတ်ခါအပြင်မပေါ်တော့ဘူး။ပြင်းတဲ့ပုဂ္ဂိုလ်ဟာဘယ်တော့မှအထက်မရောက်လာဘူးလို့သူတို့ဆိုလို့ပေါ့။ကုတ္တတော်ခိနဝီရိယော လုံလဝိရိယရေရောနေတဲ့ပုဂ္ဂိုလ်လုံလဝိရိယဆိုတာဘာလို့ပြောရမလဲဆိုလို့ရှိရင်လောကီစည်းဝါးရေးမှာလည်းလုံလဝိရိယဆိုတာလိုအပ်တယ်တရားဓမ္မနဲ့ပတ်သက်လာလို့ရှိရင်လည်းခုနကမကောင်းတဲ့စိတ်တွေကိုတွန်းလှန်ဖယ်ရှားဖို့ကြိုးစားရမယ်ကောင်းတဲ့စိတ်တွေမွေးမြူဖို့တိုးတက်ဖို့ကြိုးစားရမယ်အဲ့ဒီကြိုးစားမှုနှစ်ပြတ်ရှိကိုရှိရမယ်နော်ကိုယ်ရင်ထဲမှာမကောင်းတဲ့စိတ်တွေရှိနေတာကိုမဖယ်ရှားပဲ ကောင်းတဲ့စိတ်တွေမရှိတာကိုရအောင်မကြိုးစားပဲနေဟိနဝိရိယလို့ခေါ်တယ်။ဟိနဝိရိယလို့ခေါ်တယ်။အဲ့ဒါမျိုးမဖြစ်အောင်ကိုယ်မှာတီလာမရှိသေးရင်တီလာရှိအောင်ကြိုးစားရမယ်။တီလာတွေပြင်ပြင်းနေတယ်ဆိုရင်နောက်ထပ်အချက်မပြတ်အောင်ဖယ်ရှားဖို့ကြိုးစားရမယ်။အကုသိုလ်တွေကိုဖယ်ရှားဖို့ကြိုးစားရမယ်။ အဲ့ဒါလို့မကြိုးစားဘူးဆိုတဲ့ပုဂ္ဂိုလ်ဟာလောကမှာလူတော်လူကောင်းဖြစ်လာဖို့မရှိဘူးမကောင်းတာတွေကိုဖယ်ရှားဖို့ကြိုးစားခြင်းကောင်းတဲ့အရာတွေကိုယ်တဏမှာဖြစ်ပေါ်လာအောင်ကြိုးစားခြင်းဆိုတဲ့ဒီကြိုးစားမှုနှစ်ရပ်ဟာအရေးကြီးဆုံးပဲတနည်းအားဖြင့်ခွဲလို့ရှိရင်ကြိုးစားမှု၄မျိုးဆိုတဲ့တမပ္ပဏတရား၄ပါးလို့ခေါ်တယ်မဖြစ်သေးတဲ့အကုသိုလ်တရားတွေမဖြစ်ရအောင် ဖြစ်ပြီးသားအကုသိုလ်တရားတွေကိုဖယ်ရှားပြစ်ဖို့ကြိုးစားရမယ်။မကောင်းတာနဲ့ပတ်သက်ပြီးနှစ်ခုဥပမာမေလူတယောက်ဟာစိတ်တူရတဲ့စိတ်ခဏခဏဆိုးရတဲ့ဆိုစိတ်ဆိုးတာအကုသိုလ်ပဲလေ။အဲဒီစိတ်တူထက်တဲ့စိတ်ဆိုးရတဲ့ဆိုတာကိုမဖြစ်အောင်ထိန်းသိမ်းဆောင်ရှောက်ထိန်းသိမ်းဆောင်ရှောက်ရတဲ့အတိုင်းစိတ်ဆိုးမှုပေါ်လာလို့ရှိရင်လည်းရှင်ထဲမှာကြာရှည်မခံအောင်တွန့်လန့်ဖိရှား အဲ့ဒါမှဝိရိယရှိတယ်လို့ခေါ်တယ်။နောက်တစ်ခါမေတ္တာခေါင်းပါတယ်။မေတ္တာခေါင်းပါနေတယ်ဆိုရင်မေတ္တာတရားကိုယ်ရင်ထဲမှာတည်ဆောက်ဖို့ကြိုးစား။တည်ဆောက်ပြီလို့ရှိရင်လည်းတိုးတက်များပြားပြီးအရှိန်အဝါကြီးမားလာအောင်ကြိုးစားအောင်ဒီလိုဆုလုပ်တယ်ပေါ့။ကောင်းတဲ့ဟာကိုတည်ဆောက်ရမယ်။ရလာပြီးရင်တိုးတက်အောင်လုပ်ရမယ်ဆို။အဲ့ဒါကိုသမ္မပဒံတရား၄ပါးလို့ခေါ်တယ်။ ကိုမှသီလမရှိသေးရင်ရှိအောင်လုပ်ရမယ်ရှိပြီးရင်ပူပြီးတော့မြဲမြဲနိုးနိုးနဲ့ထိမ့်သိမ်းဆော့ဆက်တောင်းအကျိုးစားအဲ့ဒါမှလူ့ဘဝမြင့်တက်တာမှဖြစ်တယ်ဒီလိုဆုံးလို့တယ်အဲ့တော့ရှင်သာရိပုတ္တရာမထေရကကြည့်တယ်ပြင်းကြီးတဲ့ပုဂ္ဂိုလ်လုံလဝီရိယမရှိတဲ့ပုဂ္ဂိုလ်မျိုးနဲ့ဘယ်တော့မှမဆုံတွဲခြင်းမူတဲ့ဘယ်တော့မှလည်းတိုးတက်မဲ့ပုဂ္ဂိုလ်မဟုတ်ဘူးလေဒီလိုပုဂ္ဂိုလ်မျိုးတွေနော်မဆုံတွဲခြင်းမူတဲ့အပတုတော် အနာရထောကိနလောကသမိန်ဂိတိယတချို့ကသင်ယူရမှလေ့လာရမှအဘိဓမ္မာပြင်းတယ်မသင်ယူခြင်းဘူးဈာဘူးနာဝဘောဓုတ္တအလွန်နဲတယ်ဘောဓုတ္တမရှိဘူးဘုရားဘာသာဝင် ဖြစ်လာတယ်ဖခင်ဘာကြောင့်ကိုးကွယ်ရတယ်နော်ဒုသနာမှာဘလို့ရှိရမလဲတိလာဘာကြောင့်ဆောင်းသင့်တယ်ဒါနာကုသိုလ်ဆိုဘာကြောင့်လုပ်ရတယ်ဆိုတဲ့ ကြာဘူးနဝကစပြီးတော့သင်ကြားထားတာဘာတစ်ခုမှမရှိသူများတွေသင်ကြတယ်အဘိဓမ္မာကိုယ်ကဘာမှမသိဘူးသင်ခြင်းနဲ့စိတ်လည်းမရှိဘူးဆိုဒါမဟုတ်ဘူးနော်အပတုတ္တအာအဘိဓမ္မာတွေသင်ကြတယ်ဝိသုဒ္ဓိမေတ္တသင်ကြတယ်ဘုရားဟောတဲ့တရားဓမ္မတွေနဲ့သင်ကြားဖတ်ယူနာယူမှုဖတ်ရှုမှုဆိုတဲ့သင်ကြားမှုတွေတခုမှမရှိဘူးဆိုရင် သူဟာပါတခုမှသိမှာမဟုတ်ဘူးပေါ့လောကီနဲ့ပတ်သက်ပြီးတော့လဲသင်ကြားမှုမရှိဘူးဆိုရင်ခြိပွားတွတ်တက်မှုကဘာအသိဉာဏ်မှရှိမှာမဟုတ်ဘူးအဲ့ဒါလို့အပ္ပတုတ္တဘောတုတ္တနေပြီးတော့သင်ကြားမှုအားနေတဲ့ပုဂ္ဂိုလ်မျိုးတွေနဲ့လဲမဆုံရင်ဘူးအနာတတော်လူဆိုတာပတ်ဝန်းကျင် ကိုကိုပဲလေးစားရမယ်ကိုပတ်ဝန်းကျင်ကိုလည်းလေးစားရတယ်ပုဂ္ဂိုလ်လည်းမလေးစားဘူးတရားလည်းမလေးစားဘူးဆိုတဲ့ပုဂ္ဂိုလ်ဟာလောကမှာကြီးပွားမဲ့ပုဂ္ဂိုလ်မဟုတ်ဘူးတဲ့လေးစားမှုကင်းတဲ့ပုဂ္ဂိုလ်မျိုးနဲ့လည်းဘယ်တော့မှမတွေ့ချင်ဘူးဘာကြောင့်လို့ဆိုရင်အဲ့ဒီလိုပုဂ္ဂိုလ်မျိုးနဲ့တွေ့လို့ဘယ်လိုလုပ်ပြီးတော့လောကမှာဘာကြောင့်ဘာအကျိုးရအောင်မှာတော့ဘာမှမရဘူးနော်ကိနလောကသမိန်ဂိန်တိယာ အဲ့ဒီပုံကိုယ်တွေမှာတိုးတက်เสียလမ်းဆိုလို့တစ်ခုမှမရှိဘူး။ဘာမှဖြစ်လာမှာမဟုတ်သည့်အတွက်ကြောင့်သူတို့နဲ့ဆုံတွေ့ရခြင်းဟာအလကားပဲ။တံမိုးထတဲ့ပုံကိုကြည့်ရအောင်နော်။ကိုယ်နဲ့ဆုံတဲ့ပုဂ္ဂိုလ်ဟာဟိုဘောဓုတ္တရှိတဲ့ပုဂ္ဂိုလ်ဆိုရင်သူเสียဘောဓုတ္တစကားတွေမကြားနိုင်ရပေဘူးလား။ကြားနိုင်။သူစူးစမ်းတဲ့ပုံတွေကိုသိရတဲ့အခါကိုယ်လည်းစူးစမ်းခြင်းစိတ်ဖြစ်လာ သူစိတ်ကောင်းနှလုံးကောင်းရှိတယ်ဆိုရင်ကိုယ်လည်းစိတ်ကောင်းနှလုံးကောင်းမွေးလာဖို့အနေထားမျိုးပဲရှိအဲဒီလိုမှမဟုတ်ဘဲနဲ့စိတ်ကောင်းနှလုံးကောင်းမရှိစူးစမ်းအထုံးမှုမရှိဘောဓုတ္တမရှိတဲ့ပုဂ္ဂိုလ်နဲ့နေလို့ကတော့လောကကြီးမှာဘာမှဖြစ်လာမှာမဟုတ်ဘူးတဲ့ဒါကြောင့်မို့အဲ့ဒီပုဂ္ဂိုလ်တွေနဲ့မဆုံစည်းချင်ဘူးဟောဘုန်းကြီးတို့တွေနဲ့အဲ့ဒီလိုဆန္ဒထားရမှာဖြစ်တယ်